ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ channel ကနေပရိသတ်တွေအားလုံးကိုမင်္ဂလာပါလို့နှုတ်ခွန်းဆက်သချင်ပါတယ်။ကျမတို့ရဲ့နိုင်ငံဟာဗုဒ္ဓဘာသာမြန်မာလူမျိုးရေးနေထိုင်တဲ့နိုင်ငံဖြစ်တဲ့အတွက်ဖျားစီဒီကြောင်းကန်နေများစွာရှိလာပါတယ်။အဲလိုများစွာရှိတဲ့အထက်မှာ2019ခုနှစ်ဇွန်လ6ရက်နေ့ကပကံရှောင်းရည်ကျဲမှုဒေတာတစ်ခုလုံးကို UNESCO ကမ္ဘာအမွေအနှစ်နေရာအဖြစ်သတ်မှတ်ခဲ့ကြပါတယ်။ ဒါကြောင့်ရှေးဟောင်းလယ်ယာရွေနဲ့ပြည့်နှက်နေတဲ့မြို့ဟောင်းကြီးဖြစ်တဲ့ပကံရှေးဟောင်းရည်ကြီးမှုနယ်မြေမှာရှိရဲ့ဗျာစီကြီးပထိုးမြတ်ရဲ့အကြောင်းကိုဘုဟုတ္တရာရှေးဘွေဟာပြောပြတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဓမ္မအဆုံးတင်ဆက်ပေးသွားခြင်းတဲ့အကြောင်းအရာကတော့ဒုမဒမယံဆိုတဲ့အတိုင်းဒမယံကြီးဖျားရဲ့စိတ်ဝင်စားဖို့ရာတမိုင်းကြောင်းရများကိုပြောပြတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။ ဓမ္မယံကြီးဖះကတော့မြန်မာနိုင်ငံမန္တလေးတိုင်းဒေသကြီးပကံမှာတည်ရှိပါတယ်။ဓမ္မယံကြီးဖះဟာဖះအမှန်987ကိုးနောင်ပေါင်းလှန်တဆင့်ကိုဖះကြီးဖြစ်ပြီးတော့ AD 1165ခုနှစ်မှာနရတုမင်းခေါ်ကလာဇမင်း AD 1163 1165ကတည်ထောင်ခဲ့တာဖြစ်ပါတယ်။ဒုမာတမယံညမာတပိညုအနုမာအနန္တတကောမှာရွှေစည်းကုံဆိုတဲ့အစိုးရတမယံကြီးဖះဟာပကံဒေတာမှာ လူတွေကြီးမားဆုံးရှင်အောင်ဖရာတဆူပဲဖြစ်ပါတယ်။တမယံကြီးဖရာရဲ့နောက်ခံသမိုင်းကတော့နရတုမင်းဟာဖခင်အလောင်းစီတုမင်းတရားကြီးကိုတမီးရဲ့အတွက်နောင်တကြီးဆောင်ရပြီးတော့ကောင်းမွန်ပြုလုပ်ဖို့အတွက်ရည်ရွယ်ပြီးတော့တမယံကြီးကိုတည်ခဲ့ခြင်းဖြစ်ပါတယ်။ဓမ္မယံကြီးဆိုတာကတော့ဓမ္မယံဒီတရားတော်ဤထုံပါရာဟူရဲ့အထိပ္ပယ်ရပါတယ်။ဓမ္မယံကြီးဖျားလို့အမည်တွင်ခဲ့တာကတော့ နာပတိစီသူစေသူနဲ့လက်ထက်ဓမယံကြီးအမည်ရှိရဲ့မထေဟာအဲ့ဖေယားမှာတည်င်းသုံးနေထိုင်ခဲ့တဲ့အတွက်ထိုမထေကိုကြောင်းပြုပြီးတော့ဓမယံသည်ဖေယားကိုခေါ်ခဲ့ရမှာကာလာကြတဲ့အခါမှာဓမယံကြီးဆိုပြီးတော့ပြောင်းလဲအမည်တွင်ခဲ့တာဖြစ်ပါတယ်ဓမယံကြီးဖေယားရဲ့ဘိသူကလက်ရများချောင်းကိုလည်းပြောပြပေးသွားခြင်းပါရှင်ဓမယံကြီးဖေယားမှာအုတ်စီအုံနှင်းကောင်းမှုတို့ကိုလည်လာနိုင်ပါတယ် ဖယားတွင် အုံနေရမှာဓာစီခုံ အုံများကိုတရွတ်နဲ့မစီမီဓာဖြည့်ရွှေခုံချင်းအုပ်စီပုံများအမိုးခုံများမှာတဲကြောင်များမျက်စီရစီဓာပုံများဖယားရဲ့နေရန်ထောက်များမှာကျင်တွယ်ပုံတောက်ကျုပ်ကြောက်တုံးများနေရန်နှစ်ခုတွဲဆက်နေစဉ်တောက်ကျုပ်ပေါင်းကူးများကိုလေ့လာနိုင်ပါတယ်အဲ့လိုပြုလုပ်တိစောက်ထားတဲ့အတွက်ကြောင့်ငလင်းတန်းအခြေကြီးခံရပေမဲ့ထိခိုက်ပျက်စီးမှုနေပါခဲ့ရတာဖြစ်ပါတယ်။ ဓမင်းကြီးဖျားအုတ်စီလန်ရကောင်းမွန်တဲ့အတွက်အုတ်တစ်ချက်နဲ့တစ်ချက်ကြာအထိုးရမရနိုင်အောင်ဆက်ဆက်တည်ချရဲလို့လည်းပြောစမှတ်ပြုကြပါရဲ့ဖျားတရားမှာနရတုံမင်းကိုယ်တိုင်းကြီးကျက်စစ်စစ်ပြီးတော့အလုတ်တော်ဝင်ပေါ်ရော်ရင်အပြစ်ပေးတတ်တဲ့အတွက်ပြန်ပြီးသူကတော့ဟာဆေးဆက်သေးချအောင်လှုပ်ဆောင်နေရ၍ဖျားတေရမပြီးနိုင်လို့အဆိုရှိကြပါတယ်။ဗနပ်ပုံစံဟာအာနန္ဒာလှိုင်ကိုဖျားကြီးရဲ့ဗနပ်ပုံစံနဲ့အဆင်တူပါတယ်။ စတူရန်ပုံစံဖြစ်ပြီးတော့လေးမျက်နှာမှာအာယုံခံမုတ်များရှိပါတယ်။ဂရီတို့ရဲ့တက်ချေကပုံစံသဘောမျိုးဖြစ်ပါတယ်။အာနန္ဒဖရာကဲတို့ပင် အမိုးနှစ်ဆင့်နေလျှောရှိ၍ပြည့်စရာလေးဆင့်တတ်ထားပါတယ်။အဲ့ဒီထက်မှကိုနောင်နဲ့အထွတ်တော်ဟာပြည့်စည်လျက်ရှိပါတယ်။ဓမ္မယံကြီးဖရာအလင်မန်တိုင်းပတ်လည်မှာ စင်းကြံပလန်းနှစ်ထပ်ရှိပေမဲ့အတွင်းစင်းကြံပလန်းတစ်ခုလုံးနဲ့အပြင်စင်းကြံပလန်းအတွင်းမှာအတွင်းစင်းကြံကိုဝင်ပေါက်အလုံးကိုအုပ်နဲ့အသေးပိတ်ဆို့ထားပါတယ်။ဒုတဲ့အင်မတန်ကြီးမားလာတဲ့ဓမ္မယံကြီးဖရာကတော့နှစ်တည်ကြာရှည်ခဲ့တဲ့တိုင်အောင် အထက်စီနဲ့အထုပ်ပဲပြည့်စည်နေသေးတာကို တွေ့မြင်ရပါတယ်။ဖရာတဲ့နေစဉ်မှာအကိုအညာပြင်းထန်မှုကြောင့်စိတ်ဆက်သေးချလုံးမှုကြောင့်မပြေးစည်နိုင်ဟုဆိုကြပါတယ်။ ောင်းမှုရှင်နရတုမင်းနမ်းကြတဲ့အချိန်မှာအပြီးမတက်နိုင်တော့ဘဲဆက်မလုံနိုင်ဖြစ်သောကြောင့်ဒုရယ်နဲ့မလိုက်ဖက်အောင်သိငယ်တဲ့အထွတ်သားရှိနေခြင်းဖြစ်ပါတယ်။ဒီကနေ့တွေ့မြင်ကြရတဲ့အတိုင်းဒုရယ်ကြီးမားပြီးတော့မြင်မမှုကြောင့်ဒါမှမဟုတ်ဖခင်အလောင်းစီတုမင်းကြီးနဲ့အကိုဖြစ်သူမင်းရှင်စောကိုတတ်ခဲ့ပြီးတော့ထိနှံ့ရခဲ့ပြီးမှကလကြမင်းလို့အမည်တွင်ခဲ့တဲ့နရတုမင်းရဲ့ကောင်းမှုကို ပြင်ဆင်ခြင်းသောဆန္ဒကြောင့်ဟူ၍လားမသိရပေ။ပြုပြင်မီ ကုသိုလ်ရှင်မရှိသေးပဲ။အခုခေတ်မှာလုံလေးလုံထားရှိရဲ့အကောင်းအောင်ရဲ့အထက်ဆုံးမှာပုံစံစင်သူဇေဒီသေးသေးရှိရှိလေးကိုထထထထားခြင်းမရှိပါဘူး။ကိုဗျာများရဲမှာဓမ္မရန်ကြီးဖျားတဆူသာပြုပြင်ခြင်းကင်းလွတ်နေသေးတာဖြစ်ပါရဲ့ရှင် မြန်မာရင်ကျေမှုအမွေနှစ်တွေကိုမျှဝေပေးနေရဲကျမတို့ရဲ့ channel လေးကိုကြည့်ရှုပေးရတဲ့အတွက်ပိတ်သက်တဲ့အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါရှင်။ကျမတို့ရဲ့ channel လေးကို like and share နဲ့ subscribe ပြုလုပ်ပေးဖို့မမေ့ပါနဲ့နော်။အသစ်တင်တဲ့ video တွေကိုကြည့်ချင်တဲ့ဆိုလို့ရှိရင်နော် bell icon link ကိုလည်းနှိပ်တော့ပေးပါဦးနော်။အားလုံးကိုကျေးဇူးတင်ပါရှင်။